ဆရာတော်မမေရှင်များအလုံးမဲ့မင်္ဂလာရှိရဲ့နေ့လည်ခင်းလေးပါဒီနေ့အားလုံးပဲကျွန်တော်တို့မွန်ပြည်နယ်ကြိုက်ထုံမြို့ရဲ့တောင်ပေါင်း30တောင်မှာအပြင်းဆုံးတောင်ဖြစ်တဲ့ဆောင်းလောင်းတောင်ထိပ်မှာတည်ထားတဲ့ဒုဒ္ဒမြတ်စွာဘုရားရှင်ရဲ့ဆံတော်များကိန်းဝေရာစကေတာဓာတုဝင်ဆံတော်ရှင်တန်ထီယိုးစိန်ရွယ်နေပြီးဖုံးမြော်ပြီးရဲ့အိမ်မြန်ခရီးစဉ်လေးမှာတော့ရှင်ငါးမိသားစုကနေဓမ္မဒါနာဆိုပြီးတော့ အပြာမှာလမ်းဖီးအားနဲ့စုဝင်ရောပို့ဆောင်ပေးမှာဖြစ်ပါရဲ့ထို့သောကြောင့်ဝင်ရောပို့ဆောင်ပါမယ်လမ်းဖီးအားနဲ့စုအရောကမောစကံကမောကြောင့်ကြည့်ပါလိမ့်မှာကျွန်တော်ပြန်လဲထွက်ခွာလာပြီးရခောင်းမိုင်မောင်းခွာဝေးရပြင်တော့ခုနှစ်မိုင်ဝင်းကျင်ကမောင်းတင်ပြီးမတော်ရဆိုရင်ဖီးအားသုံးစုတောင်းဖီးအားသုံးစုပြိုလေးရောက်ရှိတဲ့အခါမှာကဘာအခြေတော်ထိုင်တော်မူ ကမ္ဘာကြီးသောထိုင်တော်ကိုခေါ်ရမပြန်စွာဖျားကြီးဟာဥဒ္ဓပဌမအနေနဲ့ပို့ဆောင်တော်မှာဖြစ်ပြီးဒုတိယအနေနဲ့ဆိုရင်တော့ကျွန်တော်ထပ်မံပြီးတော့ပို့ဆောင်ပေးသွားမှာမွန်ဘီနယ်ကျောက်ထုံမြို့တွေမှာကျွန်တော်မျောလင်းသောတမိုင်းဝင်ဆိုပြီးတော့တမိုင်းဝင်တွင်ကြနေခဲ့တဲ့ကျောက်ထုံမြို့ဟာကျိုက်ဘောလုံးမဲ့ရှင်ဖျားကြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အိမ်ကခေးတယ်လေးပါကျွန်တော်ဝင်ရောက်ပို့ဆောင်ပေးသွားမယ်လမ်းဖေးအားနှစ်ဆူရဲပါ ဝင်ပြီးလဲကြိုက်ထုံမျိုးလေးရာကြိုက်ဘောလုံးမဲ့ရှင်ဖေယားကြီးကတော့ကျွန်တော်မြန်မာနိုင်ငံတော်ကြီးမှာအထင်ကြီးအနေနဲ့တမိုင်းဝဲအတွင်ကြာခဲ့တဲ့ရုပ်ပွားတော်များတစုဖြစ်တဲ့အတွင်တွားရောက်ဖုံးမြော်ရဲ့အခါမှာပို့ပြီးတော့ချီညိုစရာပွားစီဖို့နဲ့ဖုံးမြော်ခြင်းစိတ်လို့ဒီပို့ပြီးတော့ပေါ်ပေါက်စီဖို့အတွက်သမထာနာကျွန်တော်အနေနဲ့မရှင်တော်ဖရာကြီးနဲ့ပတ်သက်တဲ့သပိုင်းကြောင်းလေးကိုပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။ ဒါကျွန်တော်ရဲ့ဗျာဥဒ္ဓမာမိတ်ဆိုရင်အားလုံးပဲကြိုက်ကြီးရခီးစက်လေးလာကြပြီဆိုရင်တော့ကြိုက်ကြုံမျိုးတွေကကျွန်တော်ကြိုက်ဘောလုံးမရှင်ဖရာကြီးတို့တော့လူတော်တော်များများဝင်ရဖူးမြော်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ရန်ကုန်စူတောင်းပြည်ပြီးတော့တကူကြီးမာတယ်ဖရာတဆူလည်းဖြစ်တဲ့အတွက်မရှင်တော်ဖရာနဲ့ပတ်သက်တဲ့တမိုင်းချက်လက်လေးကိုအနှဲငယ်လေးမျှဝေရှင်းပြပေးတော့မှာဖြစ်ပါတယ်။ ာကျွန်တော်ရဲ့ပြဥဒမပဲဆိုရင်ကျွန်တော်ယနေ့ဟာဒုတိယနေရာမှာဝင်ရောက်ပို့ဆောင်ပေးသွားမယ်။ကျိုက်တုံမျိုးဟာကျိုက်ဘလောမက်ရှင်ဖီအာကြီးရောကျွန်တော်ဒီမြန်မာနိုင်ငံတော်မှာတွန်းလှုပ်ပြီးတော့ကိုးကွယ်ခဲ့တဲ့ရုပ်သားတော်မြတ်ကြီးမဟုတ်ပါဘူးနော်။တီဟိုကျောင်းလို့ခေါ်ဆိုရင်ကျွန်တော်တီးလင်္ကာနိုင်ငံမှာဒေဝနာဘီယာဒိတ်တာဆိုရင်မင်းကြီးဟာဖျားရုပ်သားတော်လင်းစုကိုတွန်းလှုပ်ခဲ့ပြီးတော့ပြည်နယ်သမုဒ္ဒရာထဲမှာရေမျောသဖင်ပွဲကျင်းပခဲ့ရာ ကျွန်တော်ဒီမြန်မာနိုင်ငံကိုကြော်ပြန်ခဲ့ပြီးတော့ဖျားရှုပ်သွားတော့လင်းစုတွေအားသူဟာတဆူပါဝင်ဖြစ်ခဲ့ပါတယ်ကျွန်တော်ဒီမက်ရှင်တော်ဖျားကြီးရဆိုတော့ဘုရားမြတ်စွာဘုရားရှင်အားပြိဋိဘတ်ဆံပြီးနှစ်ပေါင်းနှစ်ရာကျော်လုံးကြာပြင်းတဲ့အချိန်မှာသာသနာတွေကတဖြည်းဖြည်းနဲ့မေးမြန်ပြီးတော့ပျောက်ွယ်လူလာခဲ့ပါတယ်ဒီအချိန်မှာသာသနာကြီးညှိုးနှွားပြီးတော့ပျောက်ပြတ်သွားပါလေစိုးရိမ်ခဲ့တဲ့မင်းတစ်ပါးလည်းရှိခဲ့ပါတယ် တော်တော်မင်းကြီးရဆိုရင်တော့ကျွန်တော်ခုနကရေတံပေါင်း၈တောင်းလေးတောင်းနဲ့ရေသွင်းပေါင်း၈တောင်းလေးတောင်းဈေးဒီပေါင်း၈တောင်းလေးတောင်းနဲ့ကျောင်းပေါင်း၈တောင်းလေးတောင်းရဲ့ဆိုပြီးတော့ပါစတူများလူတန်းခဲ့ပြီးတာသနာထိုင်ကဖြစ်နေခံယူတော်မူသွားခဲ့တဲ့သီးသမာအာတော်ကမင်းကြီးဖြစ်ပါရဲ့သီးသမာတော်ကမင်းကြီးဟာသူဟာဖျားရှင်ပြိဋိဘတ်ဆံသွားပြီးနှစ်ပေါင်း200ကျော်ပါတာသနာပြန်လဲပြန်ပွားစီဖို့အတွက်သူဟာစီရင်ခဲ့ပေါ်သွားတော့ သူ့ရဲ့တိုင်းနိုင်ငံမှာထိုအချိန်ကရခိုင်တန်ဃာတွေလည်းအကြောင်းကိုပေါ်ထွန်းနေတဲ့အချိန်မှာဒီကိန်းတမတော်ကမင်းကြီးဟာရခိုင်တန်ဃာများကိုသူဟာအားလုံးစုယုံပြီးတော့ပါဏလီဘုတ်ကြီးကအာတော်ကဆိုရင်ရှားမကြောင်းတိုက်ကြီးမှာတတိယမြောက်တန်ဃာယန္တနာတင်ပွဲကြီးကိုဒီမင်းကြီးကကိုးလာတဲ့နိုင်ကျင်းပခဲ့ပါတယ်တန်ဃာယန္တနာတင်ခဲ့တာတော့အချင်းတိုက်ခါနဲ့လုံးဝမညီညွတ်တဲ့ရခိုင်တန်ဃာတွေကို သာသနာတော်ကပြီးပိုင်ဖယ်ချပြီးတော့ဒိမာပါနဲ့ကျွမ်းကျင်တဲ့ရဟန်းတန်ကရွေးချယ်ပွဲကျင်းပတာဖြစ်ပါရဲ့ဒီလိုရွေးချယ်လိုက်တဲ့အချိန်မှာကျွန်တော်သီးသမားတော်ကမင်းအားရဟန်းတန်ကအပားတစ်ထောင်လီတီကိုရွေးချယ်ရရှိခဲ့ပြီးသူရွေးချယ်ခဲ့တဲ့ရဟန်းတန်ကပြားရရည်သူဟာကိုယ်တိုင်ကိုယ်ထာတာကိုသာသနာပြုဖို့အတွက်ရဟန်းတန်ကပြားကိုအဖွဲလေးဖွဲ့စည်းပြီးတော့ဆေလုတ်ခဲ့ခြင်းဖြစ်ပါတယ် တဖက်မှာယဟန်တန်က၅ပါးသည်ကိုယ်တိုင်ကိုယ်ထောင်အောင်သာသနာပြုရန်တွင်ဆင်လုခဲ့တဲ့အခါမှာဒီစီတယ်မှာကျွန်တော်တို့တိရမအာတော်ကမင်းရဲ့တားတော်ဖြစ်တဲ့အရှင်မဟိန္ဒဆိုရင်ယခန်တန်ကလည်းပါဝင်နေတာဖြစ်ပြီးတော့အရှင်မဟိန္ဒယခန်တန်ကသူဦးဆောင်ပြီးတော့ရောက်ရှိသွားခဲ့တဲ့သာသနာခရီးရဆိုရင်တော့တိဟိုကျောင်းလို့ခေါ်ဆိုတဲ့သီးလင်္ကာတန်ကတော့ရောက်ရှိခဲ့ပြီးတော့ ထိုချင်ရောဆိုတော့ကျွန်တော်ဒီဟိုကျောတင်းကြီးလက်မှာနိုင်ငံမှာဆိုးချာအုပ်ချုပ်မင်းလုပ်နေတာတော့ဒေဝနာပီယတိတ်တာဆိုတဲ့မင်းကြီးလက်ထက်ဖြစ်ပါတယ်။ဒါကြောင့်ဒီမင်းကြီးရပွဲနာမယ်ဟာဒေဝနာပီယတိတ်တာလို့ကြော်ကြားခဲ့လေဆိုတော့ဒေဝနာဆိုတဲ့အဓိပ္ပာယ်ကတော့နတ်တကြားကိုခေါ်ဆိုတာဖြစ်ပြီးတော့ပီယတိတ်တာဆိုတဲ့အဓိပ္ပာယ်ကချစ်ခင်လေးသာတယ်လို့အဓိပ္ပာယ်ရရှိပြီး နတ်တွေတရားတွေဟာသာချစ်ခင်လေးသာတယ်မေတ္တာပါလည်းဖြစ်တယ်ဘုံတကောအာလူပေါ်ကြီးပါတယ်ဒီမင်းကြီးကသာသနာလိုက်စားတဲ့မေတ္တာပါလည်းဖြစ်နေတဲ့အတွက်ကြောင့်ရှင်မင်းနာမတင်ပြန်သာသနာပြုဖို့ရောက်ရှိလာတယ်သာသနာခရီးတို့ဒီမင်းကြီးရတဲ့အလို့ထိုးသွားသူကစီးပြီးတော့ကျိုးတုံခဲ့ပါတယ်ထို့ချိန်မှာကျွန်တော်ဒီရှင်မင်းနာမတင်ပြန်ကဆိုရင်တော့ မြတ်စွာဘုရားတရှိခင်ကြောင့်ရှေ့တဲ့တော်ဟာသူဟာတရားဒေသနာတော်တွေကိုတစ်ဆင့်ကပြန်လည်ပြီးတော့သူ့ရဲ့တိုင်းနိုင်ငံမှာဟောကြားတဲ့အချိန်မှာတရားကြီးရဲ့အမြတ်ရှိတွေဆက်ကလူတာပြီးတော့အရှင်မိန်သားရဲ့တရားတော်တွေနားကြားကြရတယ်ဒီဝါနာပိယသိတ်္တမင်းကြီးအားဆိုရင်လောကီတို့လောကုတ္တရာချုံးကြောင့်ပုံရရနေပြီးတော့သာသနာကိုလည်းသူဟာပို့ပြီးတော့ယုံကြည်တတ်ဝင်ခဲ့ပါတယ် ဒီလိုနဲ့တနေ့မှဒီမင်းကြီးအရှင်မင်းကမထေမြတ်ကိုစကားတခေါ်သွားရောက်ပြီးတော့ရှောက်တယ်ခဲ့ပေါ်သွားတော့အရှင်ဖရာပေါ့နော်ဘဒ္ဒကဘာနိုင်ဖွင့်သွားခဲ့တယ်ခေါနာကောင်ကကုတန်ခေါရမနဲ့ကတ္တဘာဆိုတဲ့ဖရာလေးစုသူ့နေနေကမြဝါးထင်းနဲ့ဖူးမြောက်ဝင်မရရှိခဲ့တဲ့အတွက်ကြောင့်သူရဲ့တိုင်းနိုင်ငံမှာသူဟာဒီဖျားလေးစုကိုကိုးစားပြုပြီးတော့သာသနာပြုကျင့်ပါလေလို့ရှောက်တယ်လိုက်ပါတယ်။ ဒီလျှောက်တင်လာတဲ့အချိန်မှာတော့ကျွန်တော်လုံမင်းဖုံးကြီးလာတော့နတ်မင်းမနေနိုင်ဆိုတဲ့စကားလေးတိုင်းပဲတခြားမင်းကြိတ်ဆက်နေတယ်မြားကြောက်ဖြာကြီးကတင်းမှလှုပ်ခတ်လာတဲ့အချိန်မှာတခြားမင်းကလူပြေကိုကြည့်ရှုလိုက်တော့ဒီမင်းရဲ့ရင်ထဲမှာဒီလို ဆန္ဒတွေဖြစ်ပေါ်နေတာတွားရောက်ပြီးတော့တွေ့မြင်ခဲ့တဲ့အခါမှာတခြားမင်းကသူ့ကိုယ်တိုင်မနေနိုင်တော့ဘဲလူပြေကိုဆင်းရောက်ပြီးတော့ ဒီမှာနဲ့ပီယာဒိတ်တဘင်းကြီးရဲ့ထံသို့လာရောက်ပြီးတော့သစ်မွေးသားဤတုံမျိုးညတစ်ကောင်ရန်၁၂နာရီမှလာရောက်ဆက်တာသွားခဲ့ပါတယ်။တကြောင်နဲ့ဆက်တာခဲ့တဲ့သစ်မွေးသားတုံမျိုးတို့ဟာကျွန်တော်နတ်ပြည်နိုင်ရွာတို့မှာသာပေါက်ရောက်တဲ့အသားများဖြစ်ပြီးရောနန်းတာဖြူနန်းတည်းကလမ်မတ်လို့ခေါ်တဲ့သစ်မွေးသားစစ်စစ်ဒီလာရောက်ဆက်တာသွားခြင်းဖြစ်ပါတယ်။တကြောင်နဲ့ဆက်တာခဲ့တာ ွေမွေးတာတုံပြိုးတယ်ဒါမဲ့ဒီမင်းကြီးကသူကတော့ကိုယ်ပဲပူတော်ကျင်တာဖွင့်တော်မူပြီးဖြစ်နေတယ်ဖရာလေးဆို ကိုသားပြုတ်ကျင်တာဖြစ်တဲ့အတွက်ဒီမင်းကြီးကသူ့ရဲ့တိုင်းနိုင်ငံဘဝပညာရှင်တွေခေါ်ပြီးတော့နန်းတွင်းလိုက်တိုင်ပင်တဲ့အချိန်မှာဘဝပညာရှင်တွေကလည်းလက်ရပြောင်ပြောက်ပြီးတော့ခနောဉာဏ်ပညာရေးလည်းထက်မြက်လွန်တဲ့အတွက်တရားမင်းဆက်တာသွားတဲ့တင့်မွေးသားသုံးမျိုးနဲ့ဖရာရောက်သွားတော့ဒီစုကိုဘလို့တုံးလောက်ပေးခဲ့လဲဆိုရင်တော့ ဒီတမွေသားဤသို့မျိုးပထမဆုံးနေနဲ့အမုံများချိန်ပြီးရောရောဆက်ခဲ့ပြီးတစ်ပင်ရနေထွက်ပေါ်လာတဲ့သစ္စည်းများရှာဖွေပြီးတော့ရေနှဲငယ်နဲ့ရောဆက်ခါဒီမင်းရဲ့စိတ်တိုင်းကြဖျားရုပ်သွားတော့လင်းစုသွန်းလောက်ပေးကြရဖြစ်ပါတယ်ဖျားလင်းစုပြီးများအောင်မြင်သွားတဲ့အချိန်မှာဒီဝရဏဘီယာတိတ်တာမင်းကြီးဟာသူ့ရဲ့တိုင်းနိုင်ငံသူ့ရဲ့နိုင်ငံတွင်မှာဖျားနေကစားတဲ့ဘွေကြီးကိုစီကားတိုက်မဲ့သွားကျင်းပနေတဲ့အချိန်မှာ ရှင်ဘွားတော်မြတ်ရာကောင်းငင်ရမှာတထောင်တမိုက်စီကြွားချီတယ်၆ကျော်တဲ့ရောင်ကြီးတော်ကိုမျိုးတွေပြတာတယ်တောင်ထိုးတဲ့မူရာသူကမြဝါထင်နေတဲ့တွေ့မြင်လိုက်ရတော့ရံကိုပီတိဝမ်းသာဖြစ်ပြီးတော့ဘုရားရှင်ဘွားတော်ဖရာတွေဟာအရန်တကိုးကြီးပါလားဗောနောသူရဲ့ဈိုင်းနိုင်ကပါပဲဖရာလေးသူတော်ထားပြီးတော့သူကကိုးကွယ်မယ်လို့စီရင်ပါတယ်ဒါမဲ့လဲကျွန်တော်ဒီရှင်မင်းနမထေမြတ်ကဒီလိုသတင်းကိုကြားသိလိုက်ရတော့ဝင်ရောက်ကန့်ကွက်ပင်ကြားခဲ့ပုံကတော့ တကားတော်မင်းကြီးပေါ့နော်လက်စကိုဟန်ဒီဟန်ဒီအောင်တနည်းအရစားပြီးစားမယ်လေနူးနူးလေးဆိုခရိုင်ရောက်ဖို့ရှိမှတခုပါမယ်ခွာရည် တော်လုံးပြည့်စုံပါဗျာ။ရပါသည်။ ောက်ဘောတယ်။ပြန်မြင်လို့မရဘူး။ကြောက်ကြတယ်ဖြစ်တယ်နော်။ဖြစ်ပြီ။ဒါကြောင့်ပြန်ရတဲ့ဒီဘက်ကမှဲ့ပေါ့။ဒီရှင်ကဘာလဲ။ဒီရှင်က xây lửa mua số tiền xong cho nhá tầng cầu nữa cái <laughs> gì ở ngoài sao vậy ပါအဲ့လိုပါဒီလိုလိုအပြန်ကြတော့ဒီအစားတော့ပို့တယ်ဒီလိုရဲ့ပံပါလို့မရရသေးဘူးချစ်စရာလေးပါနော်ကျေးဇူးတော်ကြီးလေးပါဒီမှာလေးထူတော်ပါဘီတစ်ခေါက်ကြရင်လေးရယ်ဒါလေးရင်တင်လဲဆိုတော့ဟုတ်ပါရှင် Is prisoners